ကျမတို့တွေရပါဘောเนาะဒီလူကိုအိမ်တော်ဘက်ဖြစ်မရွေးခင်မှာအဲ့လူတယောက်ရဲ့အကြောင်းကခဏနာသိဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့နော်ဒီနိခိတတော်များများမှာလူတွေအိမ်တော်ပြုတ်တဲ့အခါမှာတယောက်ကြောင့်တယောက်မသိကြဘူး။တချို့အကြောင်းတွဲတယ်ငါးနှစ်တဲ့နှစ်တွဲတယ်တယောက်ကြောင့်တယောက်မသိကြဘူးနော်ဟိုတချို့လည်းအချင်းတို့ twin လေးမှာအဲအဆင်ပြေမဲ့ထင်ပြီးယူလိုက်ကြတယ်တယောက်ကြောင့်တယောက်မသိကြဘူးအဲ့လိုမသိဘဲနဲ့ယူပြီးမှပြဿနာကြီးတက်ကြတယ်နော် တချို့အကြာကြီးတွေ့တယ်။ဘာကြောင့်တယောက်ကြောင့်တယောက်မသိဘူးလဲဆိုတော့เนาะအတချို့တွေအပြင်ထွက်လို့မရတာရှိရဲ့เนาะတချို့အကြည့်အခြေအနေမပေးကြဘူးတချို့လည်းเนาะအာနင်းကိုလူတယောက်ကเนาะခဏခဏတွေ့နေရတယ်ဆိုလို့ရှိရင်ယိုးသွားမယ်ဤသွားမယ်အဲ့ဒါကြောင့်မလို့ तू ကငါးခါချင်းနှစ်ခါပဲတွေ့လို့เนาะအာ तू ကဘလို့လေးတောင်းဆိုရင်ဘလို့လို့အဲ့လိုပေါ့เนาะဒီလိုမျိုးဟန်ဆောင်မှုတွေနဲ့ပတ်သက်နေရတဲ့အခါမှာ तू အကြောင်းတကယ်မသိတော့ဘူး तू ဟာယိုးဤတတ်တဲ့သူလားเนาะကိုပေါ့တကယ်ကောင်းနေသူလားဆိုတော့ကိုမသိတော့ဘူး အဲ့တော့ကိုကဟန်ဆောင်မိုးတွေနဲ့သူ့ကိုပတ်သက်နေရတယ်ပတ်သက်ပြီးတော့မှကိုကတကယ်ပေါ့နော်သူနဲ့အိမ်အောင်လဲကြလဲကြအဲ့ကြတော့မှဥပမာပေါ့နော်အာကျွန်တော်ပြောမယ်မယ်ကိုနဲ့တွဲနေတဲ့လူကရိုးအီတက်တဲ့လူဆိုကြပါစို့နော်အဲ့တော့ကိုနဲ့တွဲတွဲတယ်တွဲနေတဲ့အချိန်မှာကိုကလည်းအဲသူ့ကိုရိုးမှဆိုတပတ်ကိုတစ်ခါလောက်သွားတွေ့တယ်နှစ်ခါလောက်သွားတွေ့တယ်အဲ့တော့သူမရိုးသေးဘူးကိုနဲ့တကယ်အိမ်အောင်လဲဖြူလဲပြူတော့သူ့အကြောင်းဒီကကိုအဲ့ချိန်ကြလို့ရှင်ကိုကတပတ်မှတစ်ခါတွေ့လို့မရတော့နှစ်ခါတွေ့လို့မရတော့လीအ တပတ်လုံးတွေ့နေရမှာ24နာရီသူနဲ့တွေ့ရမှာအဲ့ကြတော့မှသူ့ရဲ့တကယ် reality ကပေါ်လာတာသူဟာကိုယ့်အတွက်တကယ်ကောင်းနေသူလားမကောင်းနေသူလားအဲ့တော့ကျမတို့တွေကဒီလူတယောက်နဲ့တွဲနေတဲ့အခါမှာသူ့ကိုလေးလာရင်လည်းတွဲနေရမှာကျမခုနကဗီဒီယိုမှာလည်းပြောပြပြီဒီလူတယောက်ကိုတွေ့ရတာဟာကိုယူရမဲ့လူကြီးလို့ကိုတွေးပြီးတော့အဲ့လိုမျိုးပတ်သက်လိုက်တာဟာသူ့အကြောင်းကိုဘာမှမသိရ ဒေါ်ဒေတာလန်းစာပဲကိုကို့တွေ့တာလုံးဝလန်းစာပိတ်သွားတာပဲဘာမှမသိရတော့ဘူးဘာမှမသိရတဲ့အချိန်မှာကိုတကယ်ယူလဲယူရောကိုထင်ထားတဲ့အရာနဲ့ကိုမြင်ထားတဲ့အရာနဲ့အအရန်ကိုကွာခြားသွားပြီအဲ့ဒါကြောင့်မလို့လူတွေကပြောလေတွဲတဲ့အချိန်နဲ့ယူတဲ့အချိန်ကတကယ်မှ totally different မှာဘာမှမဆိုင်ဘူးဘာမှမတူတော့ဘူးအဲ့တော့အဲ့ဒါတွေကဘာကြောင့်ဖြစ်လဲဆိုတော့เนาะကျမအရှိရပြောခဲ့သလိုပဲ သူ့ကိုကိုယူရမယ်အဲယူရမယ်လူကြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဘာမှလည်းသိစရာမလိုဘူးဘာမှလည်းဟိုဟာဖြစ်စရာမလိုဘူးဒါတွေကတော့အချိန်တိုင်းတော့ပြီးသွားမှာပဲဆိုပြီးတော့အဲ့လိုစိတ်မျိုးနဲ့ယူလိုက်တာဒါပေမဲ့လက်တွေ့ရအဲ့လောက်ကြီးရောမလွယ်ဘူးမလွယ်တဲ့အခါမှာပြဿနာကြီးတက်ကြတယ်အဲ့တော့ကိုကိုကိုတည်အောင်လုပ်ပါ ကိုနဲ့တွဲတဲ့လူကိုမညာတဲ့ကိုကဘောနော်ဟိုလုံးဝအဲဒီအတိတ်တစ်ခုနဲ့ဆုံးဖြတ်ပါအာကိုတကယ်ပဲဒီလူနဲ့ သွားတာအဆင်ပြေလားမပြေလားတချို့လေဘေးလူတွေကပြောကြတယ်ဗောနော်အဲတငယ်ချင်းလည်းအရင်ပြောဟာဒီလူအရန်ကောင်းတယ်နော်ပြီးရခါကျတော့ကျမယူလာတဲ့ဒီ counseling ယူတဲ့ဗောနော်ဆယ်ကျော်တက်တော်တော်များများပြဿနာပါလဲဆိုတော့သူတို့နဲ့ဒီလူကအဆင်မပြေဘူးဒါပေမဲ့သူ့အိမ်နဲ့အရန်အဆင်ပြေတယ်အဲသူ့အမေကဘလို့လေးထောက်ခံတယ်အဲ့တော့ဒီနေ့မှပြောချင်တာကလေကိုနဲ့တွေ့တဲ့သူရဲ့အကြောင်းကိုအတိအကျ ပဝင်းကျင်ရမြင်တဲ့အမြင်နဲ့ကိုမြင်နေတဲ့အမြင်ကမတူတတ်ဘူးအဲ့တော့ကိုကိုကိုပဲကိုဦးစားပေးပါဘယ်မိဘကပဲကောင်းတယ်လို့ပြောပြောဘယ်တငယ်ချင်းကပဲဘလို့ပဲထောက်ခံထောက်ခံကိုသာအတိဆုံးကိုနဲ့တွဲနေရလို့ကကိုသာအတိဆုံးကွာအဲ့တော့ကျမဒီနားမှာနည်းနည်းလေးဖြည့်ပြောချင်တယ်ပေါ့နော်ကျမတို့ရဲ့ experience ပေါ့ကျမအကောင်လေးကြောက်ကိုအပြစ်မသိတယ်အဲ့ကောင်လေးကတော်တော်ကိုရှုပ်တဲ့ကောင်လေးတော်တော်ကိုရှုပ်တယ်အဲ့တော့ तू နဲ့တွဲနေတဲ့ကောင်မလေးကိုလေ तू က ပင်တိုင်ထားပြီးတော့တွဲတယ်။အဲ၃လနှစ်ပေါ့နော်အတွဲနေတယ်။အဲ့တော့အကောင်မလေးရဲ့အတိုင်းဝိုင်းရလဲအကောင်လေးကိုတော်တော်လက်ခံတာအရန်တော်တဲ့ကောင်အရန်တော်တဲ့ကောင်လေးဆိုပြီးတော့အရန်နေအမှတ်ပေးတယ်ဒါပေမဲ့အနောက်မှာရှုပ်နေတယ်ကျွန်တော်မြင်နေရတယ်ကျွန်တော်မြင်နေရတယ်အဲ့တော့အကောင်မလေးကိုလည်းပြောတယ်ဒါပေမဲ့အေးပေါ့ तू ကတော့ तू အာတိတယ်ဒါပေမဲ့ तू မဖြတ်နိုင်တာကွာအဲ့တော့ကျွန်မပြောချင်ချင်းရတခါတည်းရမှာ မိဘဟာလက်ခံနေတိုင်းလေအဲ့သူဟာကိုနဲ့တကယ်လက်တွဲဖို့တင့်နေလို့မဟုတ်ဘူးနောက်တစ်ခါကြာလို့ရှိရင်ကျွန်တော်တို့ဒီတိတ်ပြောနားမလဲသေးတဲ့เนาะမင်းကလေးငယ်လေးတွေဘလို့တွင်ထင်ကြလဲဆိုတော့ငါပဲစိတ်ထင်လို့နေမှာပါเนาะသူ့ကိုငါအတိုင်းဝိုင်းဘလို့တွေတောင်ထောက်ခံထားတယ်အဲ့သူ့ကိုငါတငယ်ချင်းတွေကဘလို့တွေတောင်အဲဒီသူတို့အမြင်မှာဘလို့တွေတောင်ကောင်းနေတယ်ဆိုပြီးတော့ထင်တတ်ကြတယ်အေးငါပဲစိတ်ထင်တာနေမှာပါတစ်ချိန်ကျရင်တော့ငါပေါ်ကောင်းမှာပဲလို့အဲ့လိုထင်တယ် no အဲ့ဒါလုံးဝမဟုတ်ဘူး เนาะကိုနဲ့တွဲတဲ့လူကကို့အတီဆုံးกว่าကို့မှာစမ်းရှိတယ်กว่าဒီလားဒီလူကတော့ကို့ဘလူလေးတော့ရက်ဆက်တက်တယ်ဒီလူကတော့ဘလူလေးဖြစ်တယ်ဆိုတာဂါကနနသိအောင်ကြိုးစားပါပြီးခါကျတွဲနေတဲ့ခါမှာခုနပြောသလိုပဲဟာဒီလူကတော့ငါသူ့ကိုတုံးကချင်းလို့ရှင်သူငါ့ကိုအထင်သေးရောမှာဆိုလို့တခါပဲတွေ့တော့မယ်လို့နှစ်ခါပဲတွေ့တော့မယ်လို့အဲ့လိုမလုပ်ပါနဲ့ကိုယ့်ရဲ့ပုံစံအတိုင်းပဲနေပါကိုယ့်ရဲ့ပုံစံအတိုင်းပဲပြောပါ เนาะအဲကိုပွင့်ပွင့်လင်းလင်းပြောတတ်တယ်ပွင့်ပွင့်လင်းလင်းပဲပြောပါကိုဒီလိုပဲဝတ်တက်စားတတ်တယ်เนาะဒီလိုပဲဝယ်စားပါကိုရဲ့ reality ကိုခြားပြပါเนาะကိုရဲ့အမှန်တရားကိုဝယ်ခြားပြပါသူရဲ့အမှန်တရားကိုလေကိုမြင်နိုင်သမျှမြင်အောင်ကြိုးစားပါเนาะအတင်းဖုံးဖီပြီးတော့ခုနပြောသလိုပဲအဲကိုကလည်းအဲသူရင်ကြီးကြီးလေးကြိုက်လို့အရန်နေရင်ကြေးပြတိမ်မွေးပြအဲเนาะအဲသူကကိုရိုးတော့မှဆိုးလို့တစ်ဖက်မှာတစ်ခါလောက်ပဲတွေ့เนาะအဲ့ဒီအရာတွေဒီခုနပြောသလိုပဲဟန်ဆောင်ချင်းဖြစ်တဲ့ တို့နော်ဒါတွေကိုအဟုတ်ထင်ပြီးတော့သူကလည်းယူရတာမှာအာမင်းကငါထင်တယ်လို့လည်းမဟုတ်ငါယူတဲ့လူမဟုတ်ဘူးနောက်တယောက်ကြီးပြောင်းသွားတယ်လို့ပဲလို့ဖြစ်မှာအေးအဲ့လိုပဲကိုလည်းသူ့ကိုလက်တက်လိုက်တဲ့အခါမှာသူ့ရဲ့ဟန်ဆောင်ခြင်းတွေကိုပဲကိုကအမှန်လို့ထင်တဲ့အခါမှာလက်လက်လက်ထပ်ပြီးတော့လုံးဝမှမတူဘူးနော်ဥမာသူနဲ့ကိုနဲ့မတပတ်တစ်ခါလောက်တွေ့မယ်ပြေးခါမှာအဲသူကတကယ်ကို show smooth နဲ့လာမယ်အာအရန်မိုက်တဲ့ဟာပတ်စံနေ၃နိုင်နေပြုံးနိုင်နေတင်ကြီးရဲ့ချောမောလှပ တကယ်တကယ်ယူလဲယူပြီးလိုက်ကောသူ့ဒီသူ့အိမ်မှာပစိုးခွင်းလုံးချုပ်ခဲ့တဲ့လူလက်ဖြစ်မယ်ထမိန်ခွင်းလုံးချုပ်ခဲ့တဲ့လူလက်ဖြစ်မယ်เนาะလုံးဝမှဟိုတန်တန်ရှိရှိမနေတက်တဲ့သူအာဒီပဆန်ကလည်းသူ့ရဲ့မိဘကြောင့်တုံးနေတာအဲဒါမျိုးတွေဖြစ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တာမဟုတ်တော်တော်များများဖြစ်နေကြတယ်အဲ့တော့အဲ့ကြတော့မှကိုကသူ့ရဲ့အရှိတရားကြီးကို ပွင့်ပွင့်လင်းလင်းမြင်လာရတယ်ပွင့်ပွင့်လင်းလင်းမြင်လာရတယ်အဲ့ဒီအချိန်မှာကိုမှားပြီလို့တိလိုက်တဲ့အချိန်မှာကိုနောက်ဆုံးလို့မရတော့ဘူးအဲ့ဒါဖြစ်ချစ်သူကြီးစားမှာဘယ်နှစ်နှစ်ပဲတွဲခဲ့တွဲခဲ့เนาะ even ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ကျွန်တော်တို့ကသူ့နဲ့လမ်းခွဲလိုက်တဲ့အချိန်မှာအကောင့်ပကတိရှိနိုင်သေးရဲ့တကယ်လို့ယူပြီးမှလမ်းခွဲတဲ့အချိန်ကြလို့ရှင်အဲ့ကြမှာတစ်ခုလက်တူတလင်ကွာတို့ အကုန်လုံးဖြစ်ကုန်ကြတော့မှာအဲ့ဒါကြောင့်မလို့เนาะဒီလိုမျိုးတွေမဖြစ်ခင်မှာသူ့အကြောင်းကိုတိတိကျကျသိဖို့လိုပါတယ်သူအမျိုးအတိုင်းဝိုင်းကိုလည်းတိတိကျကျသိဖို့လိုပါတယ်။နောက်နောက်နေ့ကြတော့မှဒီအတိုင်းဝိုင်းအကြောင်းကိုဆက်ပြီးတော့ပြောပြပါဦးမယ်။အဲ့တော့အာဒီနေ့ပြောချင်တဲ့အကြောင်းအရာကကိုနဲ့တွဲတဲ့သူအကြောင်းကိုကိုတကယ်ကကနာနာသိပါ။ကိုရဲ့ reality ကိုခြားပြပါ။ကိုရဲ့ပုံစံအမှန်ကိုခြားပြပါ။ကိုဘလို့နေတတ်တဲ့သူမျိုးဆိုတာခြားပြပါ။ သူ့ကိုလေပွန့်ပွန့်လင်းလင်းနဲ့သူ့ရဲ့ lifestyle ကိုလေတိတ်တိတ်ချာချာမြင်အောင်ကြည့်ပါလို့ပြောရင်ねစီဝန်တဲ့ next blog ပါ next blog ဒီမှာပြန်လာပါမယ်ရှင်